မင်္ဂလာပါရှင်11 web tv ရဲ့ exclusive interview ကဏ္ဍအနေကြိုဆိုပါရစေဒီတစ်ခါမင်းမြတ်မှုမှာတော့ဒီနေ့နဲ့တိုင်းဒေသကြီး17ခုမှာဖြစ်ပွားခဲ့တဲ့ရေကြီးရေလျှံမှုတွေနောက်ပိုင်းမှာမြေပြိုတာတွေမြေအပ်တာတွေဖြစ်ပေါ်လာလာတာတွေတွေ့ရှိရပါတယ်ဒီလိုမြေပြိုမြေအပ်တာမြေကျွန်းတိုင်းဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကဘာကြောင့်လဲမြေပြိုမြေအပ်မြေကျွန်းတိုင်းဖြစ် ဖြစ်ဖို့အတွက်တစ်တော့တယံဇာတာပြုံးတိမှုတွေကလည်းအကြောင်းရင်းတစ်ချက်အနေနဲ့ပါဝင်နေပါတယ်ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တွေးဆုံမေးမြန်းသွားမှာပဲဖြစ်ပါရဲ့ရှင်ဒီလိုတွေးဆုံမေးမြန်းမှုကိုမြန်မာနိုင်ငံဘူမိသိပ္ပံအသင်းအထွေထွေအတွင်းရေးမှုဦးအေးလွင် Frida အသင်းရဲ့ဥက္ကဋ္ဌဖြစ်သူဦးတန်းနယ်တို့နဲ့တဘာပဝင်းကျင်လေးလာသူတွေကိုနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါရဲ့ရှင်။ အင်္ဂေမင်္ဂလာပါရှင်အင်္ဂေမင်္ဂလာပါရှင်ဟုတ်ကဲ့ okay, ပါရှင်အင်္ဂေပထမဦးဆုံးအနေနဲ့ပေါ့နော်ဒီပေါ့ရေကြီးတာရေရှင်တာတွေဖြစ်တယ်ဖြစ်ပြီးတဲ့အချိန်မှာတချို့ဒေသတွေမှာထူးထူးခြားခြားပေါ့ဟာကားရေနောက်ပြီးတခြားဒေသတွေမှာလည်းမြေပြူတာတွေမြေကျွန်းတာတွေဖြစ်တယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်လာရတဲ့ဟုတ်စားပေါ့ဒီတဘာဝအခြေအနေဟိုအခြေအနေပေါ့နော်ရေဘူးရသဘောတရားလေးကိုပြောပြပေးပါရှင်ပြည်တွင်းတိုက်စစ်လေးကမှာ17ခုကိုထိတယ်ဆိုတာကအင်မတန်ကိုကြီးမားတဲ့ထိခိုက်မှုပါပဲအဲ့ဒီမှာမှထူးထူးခြားခြား ချင်းတောင်တန်းကချင်းပြည်နယ်မှာဟာခလူဒေသနဲ့တခြားဒေသတွေမှာမြေပြိုမှုတွေဖြစ်တယ်။ဆိုတော့ဒါကရေကြီးရေရှမ်းလို့မြေတွေကဒီရေတိုက်စားမှုထိချုပ်မှုတင်တော်တရားစာသားတွေအားနေပြီးတော့ဟိုမြေကြီးတွေကမြေကြီးတွေရေတွေစိတ်ဝင်သွားတယ်။အဲမြေကြီးတွေမှာရှိတဲ့ကြောက်လွားတွေမှာအာရေတွေကအောင်းပြီးတော့သူတို့ရဲ့ကြောက်လွားတွေအငိုက်အတိုင်းเนาะကြောက်လွားတွေကချင်းတောင်မှာဆိုလို့ရှိရင် flash type ခေါ်တဲ့ကြောက်လွားတွေရှိတယ်။သူတို့တွေကမြန်မာနိုင်ငံမှာရှိတဲ့ တခြားတောင်တန်းတွေမှာရှိတဲ့ကြောက်လွာတွေရဲ့ထက်ပိုပြီးတက်နှုတဲ့ကြောက်တွေဖြစ်တယ်။သူတို့ရဲ့ဖြစ်တည်မှုကလည်းတဲကြောက်တက်တက်ရှင်ကြောက်တက်ထက်တွေဖြစ်တဲ့အခါမှာရေတွေစီးဝင်တဲ့အခါမှာသူတို့ဒီမှာရေတွေထုတ်ပြီးတဲ့စနစ်တွေမထားခဲ့ဘူး။ဟုတ်ကဲ့။ဆိုတော့အဲ့ဒါကြောင့်မလို့ဟိုမြေပြိုမှုတွေမြေအပ်မှုတွေဖြစ်လာတာပေါ့။ဒါပေမဲ့ဒါကအခုမှဖြစ်တာမဟုတ်ဘူး။ရှင်းတောင်မှာဟိုးအစဉ်အဆက်ထဲကရှင်းတောင်မှာမိုးရင်းဆိုရင်မြေတွေပြိုပြီးလမ်းပိတ်ပြီးမိုးရင်းဆိုရင်လက်စလိုက်တွေဖြစ်ပြီးလမ်းပိတ်ပြီးဒါဖြစ်လိဖြစ်တာရှိတာပဲ။ဟုတ်ကဲ့။ဆိုလိုချင်တာက အခုရေတွေကြီးလို့မိုးတွေကြီးလို့ပိုဖြစ်တာပေါ့နော်ပိုဖြစ်တာပေါ့ဟုတ်ကဲ့အခုကြတော့ဟိုအရင်ကဖြစ်တဲ့ကွာစနစ်တကျဒီလို ကာလဖောက်တဲ့အခါမှာ geology geotechnical point of view ကအင်ဂျင်နီယာဘူးပြတာ point of view ကဒီကာလနေဖောက်တဲ့အခါမှာကြောက်လော်တွေရဲ့အငိုက်တွေရဲ့စန်းကျင်ဘက်မှာဖောက်ရမယ်ကြောက်လော်တွေအငိုက်တွေရဲ့စန်းကျင်ဘက်ကိုဟိုမာမျိုးတွေတဲရမယ်ဆိုတော့စီမံကိန်းတွေကိုပညာရှင်တွေနဲ့တိုင်ပင်ပြီးမလုပ်ခဲ့တာလည်းပါပါပေါ့နော်ဟုတ်ကဲ့နောက်တစ်ချက်အရင်ကပြိုခဲ့တဲ့လမ်းပြိုခဲ့တဲ့ဟာတွေက ခဏခဏဖြစ်ခဲ့တာပဲပြုပြင်ပြောင်းလဲဖို့ပြုပြင်ပြောင်းလဲတဲ့အခါမှာတက်ဆိုင်ရာတာဝန်ရှိတဲ့ဝန်ကြီးဌာနတွေကဒီလမ်းတွေကိုဘလို့ကြန့်ခိုင်အောင်လုပ်မလဲဒီမြေပြိုမှုကိုဘလို့ကြန့်ခိုင်အောင်လုပ်မလဲဒီ retain wall တွေကိုစနစ်တကျ engineer geo geo technical engineer ပေါ့တော့ view ကစနစ်တကျ retain wall တွေတည်ဆောက်မယ်နော် rock anchor တွေခေါ်တဲ့ဒီမြေထိန်း anchor တွေပေါ့နော်ဒီကြောက်စုတွေကိုမြေကြီးထဲမြုပ်ပြီးတော့ထိမ့်သိမ့်မယ်အဲဒါမှမဟုတ်ကြောက်လွာတွေထဲမှာရှိတဲ့ရေမစိမ့်နိုင်တဲ့ကြောက်လွာတွေမှာ horizontal water pipe တွေထုတ်ထားမယ်ဆိုတော့ဘူမိအင်ဂျင်နီယာပညာရပ်တွေကိုအသုံးချပြီးလမ်းတွေကိုထိန်းသိမ်းတဲ့စနစ်တွေမရှိသလိုလမ်းတွေရဲ့ဘေးမှာစနစ်တကျရေမြောင်းတွေ drainage တွေအဲဒီရေတွေအပေါ်မိုးရွာလို့ဖြစ်စေရေရှာလာလို့ဖြစ်စေဒီကြောက်လာတွေကဖြတ်တန်းလာတဲ့ရေတွေစီးဆင်းဖို့စနစ်တကျရေမြောင်းတွေမရှိဘူးအဓိကရေထိန်းသိမ်းမှုရေကာကွယ်မှုတွေညံ့တယ်နောက်ကြောက်လာကိုယ်တိုင်လည်းမူလတွေကကြောက်လာတွေရဲ့အငိုက်ဘက်ကိုလမ်းတွေဖောက်ထားတယ်အိမ်တွေစောက်ထားတယ်အဲ့ကဘာတွေမှာဖြစ်တယ်ဆိုလိုတာကြောက်လာတွေရဲ့အငိုက်တွေ east ဒီပြင်ရှိတယ်အရှိဘက်ကိုငိုက်တည်တယ်အဲ့ဒီမှာလည်း scat ခေါ်တဲ့ကြောက်ထင်းရနေရလဲအဲ့ဒီတိုင်း east ဒီပြင်ကိုသွားနေတဲ့အတွက်ကြောက်ကြောပြင်ပေါ်မှာအစိုးလိုက်ရှော့ကြတယ်လို့ပဲဒီလိုအလွှားလိုက်လွှားလိုက်ဖြစ်တာဒါဒါကိုဖြစ်တာကိုကြိုတင်တားတဲ့စနစ်တွေတော့ရှိပါတယ်ဒါကိုစနစ်တကျဝေကူကြီးကြခံပြီးတားမယ်လမ်းတွေကိုလည်းစနစ်တကျ geological mapping တွေဆွဲမယ်စနစ်တကျဘူမိလားမြေပုံတွေရေးဆွဲပြီးမှဖောက်ခဲ့မယ်ဆိုရင်ဒီလိုထိခိုက်မှုမျိုးထိခိုက်တော်ကြလဲ ဒါတက်တာပဲပေါ့နော်ရေကြတာတွေနဲ့ပတ်သက်လို့ပြောရမှာဆိုရင်ဟုတ်ကဲ့ရေကြတာတွေမှာအရေးကြီးဆုံး water shed ဆိုတဲ့ရေဝေကြီးလဲထင်းထင်းရိုင်အများကြီးရေးကြည့်ပါလားဟုတ်ကဲ့ဒီရေကြတာမဆောက်ခင်တည်းကဒီနေ့မှရေကြတာဆောက်မယ်ရေဝေကြီးလဲတွေစိုက်ပြပါဆိုအရင်လာမယ်ဟာကိုအခုတော့ရေကြတာလှုပ်ပြီးတော့မှတိပင်းတွေစိုက်ရပါတယ်ဒါတွေကကိုကစခုနအွေးလင်ပြောသလိုပညာရှင်တွေကိုတန်ဖိုးမထားပဲနဲ့ပညာရှင်တွေကိုဘေးဖယ်ထားကြတဲ့ဟာနှစ်ပေါင်းက ်အင်မတန်ကြပါပြီဒီရက်လက်ကိုအခုကျွန်တော်တို့ခန်းစားနေရတာပါဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်ဟုတ်ဒီနေရာမှာပေါ့နော်ဟိုဟိုပေါ့ဒါဘူမိဥစ္စာကိုပြောတဲ့နေရာမှာပဲတချို့ကလည်းပြောကြပါတယ်ဒီသစ်ပင်နေရဲ့ဒီမြေကြီးပေါ်မှာကုန်နိုင်စွမ်းအားတွေမြေကြီးတွေဟိုဒီဒီသစ်ပင်အများကြီးမရှိတဲ့အတွက်ကြောင့်ရေစရာအချိန်နဲ့စီးဆင်းမှုတွေဖြစ်ပေါ်တယ်ပေါ့အဓိကတော့တစ်တော်ပြုံးတည်တာပေါ့နော်တစ်တော်ပြုံးတည်တဲ့အကြောင်းရင်းတွေလည်းကြောက်လည်းပါတယ်ဆိုတော့အဲ့ဒီအကြောင်းလေးပြောပြပေးပါဦးပထမဆုံးကတော့သစ်ပင်တွေကိုစီးမဲ့ကမ်းမဲ့လိုထားတဲ့ပုံပြီးတော့ ုံတယ်များကတစ်ထုတ်တဲ့ကုမ္ပဏီများကသူတို့ကိုကြိုကြည့်ပြီးတော့တတ်မှတ်ထားတဲ့စီမံစည်းကမ်းတိုင်းမလုပ်တာဒါပထမဦးဆုံးအရေးကြီးဆုံးအချက်ပါပဲနော်ဒါကိုနှစ်ပေါင်းကလည်းမနေတော့ပါဘူးဒီလိုဖြစ်လာတဲ့အခါကျဒီတစ်တော်ကြီးဟာဘလောက်မျက်ခံနိုင်မှာလဲတစ်တော်တွေပြုံးတရတဲ့အကြောင်းရင်းမှာလဲအများကြီးရှိတဲ့ထဲမှာကျွန်တော်တို့ဒီချောင်းမေးချောင်းမေးတို့လမ်းမေးတို့မှာတစ်ဖက်တစ်ချက် 66ပြည်တို့မှာရှိတဲ့တစ်ပင်တွေကိုမခုတ်ဖို့တည်တော်ဘူးတွေကတားမြစ်ထားပါတယ်ဒါတွေကိုလည်းတိုက်နာမှုမရှိပါဘူးတရားမလို့လမ်းတွေပြိုတယ်ချောင်းတွေကဘာတွေပြိုတယ်ဆိုတာဒီတစ်ပင်တွေမရှိတဲ့အတွက်ကြောင့်ဖြစ်တဲ့အပိုင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမြို့ပြတွေတိုးချဲ့တယ်ဥပမာအပြင်ဆိုရင်ဒါဂီတာတို့ပြောကလာပါတို့ဟလာဒကုံတို့တိုးချဲ့တဲ့ခါမှာတိုးချဲ့တဲ့အတွက်ကြောင့်လည်းမြေတွေကုန်သွားပါတယ်အဓိကပြောရမှာဆိုရင်ကျွန်တော်တို့နေပြည်တော်ကြီးနေပြည်တော်ကြီးတည်တဲ့ခါမှာနေပြည်တော်ကြီးနေရာဟာ ကျွန်တော်1962ခုလောက်ကကျွန်းတင်းတက်ခဲ့တဲ့နေရာပါ တကယ်တော်ကြီးမြက်မဲဘူတာယာတို့အမဲပြစ်တယ်ပြစ်တယ်ဆိုရေးထားတဲ့ဝတ္ထုတွေကဒီမှာစပါတယ်နော်အခုဒီဖိုးဆောင်တော်ကျိုးဝိုင်းကြီးကဘာဖြစ်သွားပြီလဲနော်ထုံနေလကောင်းမဲမြေရပင်ကျော်အမြန်လန်းပင်မှာအမြန်လန်းတဝိုင်းမှာရှိတဲ့မြေရပင်ကျော်ဟာတော်ကြီးမြက်မဲအင်မတန်တော်ထူထားလို့ဒါလည်းတပုံတကံများနှစ်ပေါင်း20 30ခန့်ခိုးပြီးတော့အောက်အောက်နေနေရပါအခုဘာဖြစ်ကုန်တယ်လဲ ဒါတွေဟာကျွန်တော်တို့တက်တော်ပြုံးတိမှုမှာဒါပထမဥုံဆုံးနဲ့အထင်ရှားဆုံးဥပမာတော့ပါပဲဒီတက်မကပြောရမယ်ဆိုတော့အများကြီးရှိပါသေးတယ်ကျွန်တော်တို့အနေနဲ့เนาะတော်တက်တော်ပြုံးတိမှုဟာဒီရေဝေဒီမှာကျွန်တော်တို့ရေကြီးရေရှမ်းမှုမှာအဓိကပြဿနာပဲဖြစ်ပါတယ်။ကျန်တဲ့အပိုင်းအချက်အချက်တွေကတာမညာပဲဖြစ်ပါလိမ့်မယ်။တော့ကျွန်တော်တို့ဒီတိပင်းတိပင်းတွေရှိတဲ့နေရာမှာမိုးရွာချရင်တိပင်းတွေကအသိမြင့်တွေက ရေကိုစုပ်ထားတယ်စုပ်ပြီးတော့သူတို့ကအပေါ်ကတီးရွက်တွေကိုပြန်ပုတ်ပြီးတယ်နောက်ပြီးတော့ကာဗွန်ဒိုင်ဆိုက်ဓာတ်တွေစုပ်ပြီးတော့သူကကိုစဉ်ထုတ်ပြီးတယ်ဒီအမြင့်တွေကနေပြီးတော့မှရေအောက်ရေကိုလည်းသူကတင်းတင်းပေးပါတယ်အဲ့တော့အဲ့ဒီခါကျကြောင့်မလို့အခုဟာကနောင်ကျွန်တော်တို့နှစ်ပေါင်း30 40ကြာရင်ကြည့်ပါရေမြေအောက်ရေပြဿနာဘယ်လိုတက်မယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်ဟိုမြန်မာနိုင်ငံတခိတခါကဒီဘက်1988ခုနောက်ပိုင်းမှာနိုင်ငံတော်ကဘတ်ဂျက်မရှိဘူးပတ်စံမရှိဘူး တရားစာတက်ထုတ်ရအောင်မယ်ဆိုပြီးတော့တင်တော်ကြီးကဝင်ကြီးဌာနကနေတစ်ကိုတနစ်ကိုဒေါ်လာတန်30အတန်300တန်300တန်300ကနေတန်400မဖြစ်မနေဖြစ်တည်ရမယ်ဆိုရွေးချင်တယ်တလုံးနေခုတ်ခဲ့တာဟုတ်ကျွန်တော်တို့ထုံးစံကကျိုးဝိုင်းထဲမှာရှိတဲ့တေကောကျိုးပြင်းမှာရှိတဲ့တေကောကိုကျွန်းတစ်ဆိုရင်တစ်တော်ကတင်းတတ်ရပါတယ်တင်းတတ်ရပါတယ်တင်းတတ်ပြီးတော့3နှစ်နေမှာဒီအခွက်အပြီးတော့မှတစ်ထွေရခုတ်ရပါတယ်ဟုတ်ကဲ့နောက်သူတစ်မှာဆိုရင်ကျွန်တော်တို့က ပင်တော်ရိုက်ပြီးပြီးတော့မှပင်တော်ရိုက်ပြီးတဲ့ဟာကိုပဲသူတို့တထုပ်ပြရခေါ်ရပါတယ်အခုနောက်ပိုင်းမှာဥယျာဉ်တွင်ပြောသလိုသူတို့ထင်သလိုကြည့်တဲ့ခါကျတော့တတော်ကလည်းကို့ဘဝကိုရက်တည်ဖို့အတွက်ရက်ကြည့်ရှိရက်တည်ဖို့အတွက်ဘာမှမပြောနိုင်မင်းနဲ့ဘေးထိုင်ဘေးထိုင်ပြီးတော့ကြည်နေရတဲ့အပိုင်းတွေနော်ဒီတစ်တေခုနကဥယျာဉ်တွင်ပြောသလိုတစ်တေထုတ်တဲ့ခါမှာမတရားသဖြင့်ထုတ်တယ်ပြုတယ်သူတို့ကအကောင်းဆုံး တစ်တွေကိုပေရှည်တွေကိုဆိုတော့ပေ20ပေ20အမှ7ပေ10တပေတူတွေပါယူရမယ်ဟာကိုပေ20ပေ30ကောင်းတဲ့တစ်တွေယူရင် export quality ကိုထုတ်ပြီးတော့ကျန်တဲ့မကောင်းတဲ့တစ်တွေကိုခြံထားခဲ့တယ်ခြံထားခဲ့တဲ့ဟာကိုမှတကဒါကိုလည်းတစ်လုံးကမသိရဘူးအခုမြင်တဲ့အတိုင်းပဲဒီရာဇဂျူဆေထဲမှာကျန်ရင်ခဲ့တဲ့တစ်တူတစ်စားဂိုင်းများဂိုင်းသားတွေဟာဒါတွေဟာသူတို့အရင်လုတ်ခဲ့တဲ့ဆူဂျူဆူမွေတွေဟာအဲ့ဒီမှာလာပြီး ဘူးပေါ်သလိုပေါ်တာပါပဲဟုတ်ကဲ့ရှင်ဟုတ်ဟိုနောက်တစ်ခုကတမီသိချင်တာပါတက်တော်တွေပြုံးတိမှုတွေရှိနေတယ်ပေါ့နော်အဲ့ပြုံးတိမှုတွေကအခုဆိုရင်နှစ်ဆင်ဘယ်လောက်ထိရှိနေပြီလဲပြုံးတိမှုပမာဏရောဘယ်လောက်လောက်ရှိနိုင်မလဲအကဲတက်တော်ပြုံးတိမှုကကျွန်တော်တို့ FAO ကဆိုထားတာက1900အဲ1900 2000ခုနှစ်မှာ56ရာခိုင်နှုန်းရှိပါတယ်နော်2005ခုနှစ်မှာ49ရာခိုင်နှုန်းရှိပါတယ်ဟုတ်ကဲ့ပါအခု2015ခုမှာ45ရာခိုင်နှုန်းရှိရလို့ဆိုပါတယ် ဒီနေရာမှာဘာပြောတော့ဆိုတော့ forest cover tree cover ဆိုတဲ့ definition တွေရှိပါတယ်ကျွန်တော်တို့45ရာခိုင်နှုန်းကိုမရှိဘူးရှိတယ်ပြောမယ်စားတကယ်တကယ်ကဘယ်လောက်ရှိတယ်ဆိုတော့လူတိုင်းနေလေလူတိုင်းသိပါတယ်ဒီမှာခုနပြောတဲ့တစ်ပင်တစ်တော်တွေပြုံးတိမှုဟာတော့2000ကျွန်တော်တို့လွတ်လပ်ရေးအစက48ခုနှစ်က65ရာခိုင်နှုန်းရှိခဲ့ပါတယ်အခု45ရာခိုင်နှုန်းဒီသူတို့ figure နဲ့ပဲ45ရာခိုင်နှုန်းရှိပါ ဘလောက်နှစ်ပေါင်း69နှစ်တွင်းမှာ60ကျော်တွင်းမှာဘလောက်ကျော့သွားတာလဲเนาะဒါတွေယော့တာဘာကြောင့်ယော့တယ်ဆိုတော့ဒါအဖြေပါပဲလူတိုင်းသိပါတယ်အထူးသဖြင့်ကျွန်တော်တို့တင်ပြပြီးပြောနေလို့ရှိရင်တယောက်ကိုတယောက်အပြစ်ပုံချနိုင်မယ်အစားကျွန်တော်တို့ကအခုကအချိန်မှီအောင်မယ်လို့ထင်ပါတယ်တမိုင်းတပိုင်းတနိုင်းတနံပိုင်းတနိုင်းတစ်တော်တွေကိုတစ်ပင်တွေကိုစိုက်ကြပါစိုက်တာလွယ်သလိုပဲကျွန်တော်တို့ထိမ့်သိမ့်ရတာခက်ပါတယ်ကျွန်တော်တို့တတော်ဦးစီးဌာနက နှစ်စဉ်နှစ်စဉ်တစ်ပင်ပွဲတော်တွေမှာတိုင်းနဲ့တန်းနဲ့ခြိစိုက်ခဲ့ပါတယ်။စရဲကကျွန်တော်တို့ဌာနထဲမှာခြိစိုက်ခဲ့တာဟာအခုချိန်ဆိုရင်နှစ်ပေါင်းမနည်းတော့ပါဘူး။စိုက်တစ်မြတ်အပင်သာရှင်လို့ရှိရင်ခြိချစရာတော့မရှိပါဘူး။အခုအဲ့ဒီပင်တွေပဲရောက်ကုန်ပါလေ။ဒါကြောင့်မလို့ကျွန်တော်တို့ဖြစ်စီနေတာကတနိုင်တစ်ပိုင်းပြည်သူပြည်သားများပါဝင်ပူးပေါင်းပြီးတော့မှလုံးပါတာလင်အချိန်မီလောက်သေးတယ်လို့ကျွန်တော်ထင်ပါတယ်။နောက်တစ်ခုကအပြောင်းရှင်းစရာအပြောင်းရှင်းကြောင့်ဖြစ်တာ။ အပြောင်းချင်းဆိုပါဆယ်တွေဆောက်ဖို့ရေအောက်ရောက်ပဲတစ်တယ်ခုတ်ကွာเนาะအခုခင်မ EIA ရော SIA ရောပြောလာပြီဒါပေမဲ့ကျွန်တော်မေးဘူးပါတယ်ကိုဝင်းမြို့သူကိုခင်ဗျားတို့တင်ပြိုင်တိုင်းတိုင်းလုံးဝရှိတဲ့တော်တတော်တွေအားလုံးကိုစောင်းစီဆိုင်မယ်ဆိုပြီးတော့စီအောင်ဆိုင်မယ်ဆိုပြီးအကုန်လုံးပိတ်ခုတ်တော့ခင်ဗျားတို့ EIA SIA ရောလုတ်သလားတင်တိုင်းတိုင်းလုံးမှာခုတ်ခဲ့တာเนาะဘာမှမရှင်းတော့မစင်စားပဲနဲ့ခုတ်ခဲ့တော့စီအောင်လည်းမအောင်ရင်တစ်လဲကုန်အဲ့လိုပဲ လက်တွေ့အပြင်အပြောင်ရှင်းဥပမာနောက်ဆုံးရင်သာကြာကောင်းတာကကျွန်တော်တို့မြန်မာနိုင်ငံအနောက်မြောက်ဘက်ဆက်ချင်းလင်းမြောက်ဖျားမှာဆက်ဘာဆဲထမန်တီထမန်တီဆဲအေကာပေါင်းမြောက်ဖျားဆိုအကြီးကျယ်လုပ်တဲ့ထမန်တီဆဲနော်ထမန်တီဆဲကိုနိုင်ငံခြားသားနာမည်ကနော်နဲ့တိုင်းသားနာမည်ကနိုင်ငံခြားကုမ္ပဏီတစ်ခုကအနောက်ကနေကြိုးကန်ပြီးတော့အေရီယာပေါင်းမြောက်ဖျားဆိုတာကိုအကုန်ခေါက်ပြလိုက်တာဒါမဲ့ဆဲလည်းမဖြစ်တစ်လည်းကောအဲ့ဆဲလည်းမဖြစ်တစ်တဲ့ခုံဒီထမန်တီဆိုတာ စကိုင်းတိုင်းမြောက်ဘက်မှာရှိတာဟုတ်တယ်နော်စကိုင်းတိုင်းမြောက်ဘက်မှာရှိတာအိန္ဒိယနဲ့နေစအိန္ဒိယနေစအဲ့ဒီကနေမှခုတ်လိုက်တဲ့တစ်တွေကုံကားတဲ့တစ်တွေအဲ့တစ်တွေခုတ်လို့ချမ်းသာသွားတဲ့လူတွေကိုကျွန်တော်တို့ကပုတိတော်ပွားပါတယ်ဒါမဲ့အဲ့ဒီအချိန်ကခုနပြောတဲ့စကိုင်းတိုင်းတိုင်းလုံးရေကြီးတယ်ချင်းတောင်မြေတွေပြိုတာကအဲ့အချိန်ပဲဟုတ်ပါတယ်ဆရာပြောတယ်လို့ပဲဝေးလင်းပြောတယ်ပဲဒီကြောက်ထုံးကြီးဆိုတာကတာခိုင်မှာရှိပါတယ်အဲ့ဒီမှာရှိတဲ့အင်မင်းနဲ့ဆိုတာအင်မနန်ကောင်းပါတယ်ညီပြောက်တော့မထိုးပါဘူးအဲ့ဒီအပင်တွေကဒီတိုင်းထားလို့ရှိရင် တံပိုးမတက်ဘူးဒါကြောင့်မလို့ဒါကိုခုတ်ပြီးတော့ကြံစိုက်မယ်ဆိုပြီးပညာရှင်တွေများရဲ့ဟိုကြံပေးကြံပေးချက်ပညာရှင်တွေရဲ့စိတ်ကူးစိတ်တမ်းနဲ့အကုန်လုံးခုတ်ပြီးတော့တိုင်းတစ်ပါးသားဟိုပြေးလိုက်ပါတယ်ပြေးလိုက်တဲ့ခါကျတော့အဲ့ဒီမှာအခုကြံနေစိုက်တယ်ကြံနေစိုက်တယ်ကြံတရားဆက်တွေလုပ်တယ်အဲ့ဒီကထုတ်တဲ့ waste တွေဟာ ERD မြေထဲကျပြီးတော့အကုန်လုံးပြဿနာတက်နေတာဒါအတွေ့လက်တွေ့ပါထုံနည်း၎င်းမယ်ကျွန်တော်တို့တိပင်းဆိုင်မယ်ဆိုပြီးတော့ကြိုးပိုင်းနေရမြေတွေကိုပြေးပါတယ်လူ တတ်နိုင်တဲ့လူတွေပေါ့ဗျာဆိုပါတော့တက်ဆိုင်ရပုံပူတွေကမြေတွေယူရတယ်ဧကပါထောင်နဲ့ငါးဘာရတောင်းယူရတယ်ယူပြီးတော့အဲ့ဒီမှာချိတဲ့တစ်တွေအကုန်ခုတ်ပါတယ်ခုတ်ပြီးတော့ပြန်ဆိုက်ရမယ်စာခုတ်ပဲယူသွားတယ်တထောင်ဧကတထောင်ယူရင်တရားလောက်ပဲပြန်ဆိုက်တယ်ကျန်တဲ့ကိုရမှာဒီတိုင်းတစ်ပင်မရှိအောင်ကြိုင်းခဲ့ပါတယ်အဲ့ဒါတွေကပြုံတိမှုမှာအင်မတန်ဝန်များပါတယ်ကျွန်တော်တို့ဒီတစ်တော်ကိစ္စမှာကသုံးဆောင်ကကျွန်တော်တို့မှာ sustainable ဆိုတာပြည့်ရပါတယ် sustainable ကြီးဆိုတာလောက်ပါပါဟိုဒီနေ့ เอเชียจุงอ่ะ8000ขึ้นมาဆိုရင်နောက်နေ့လည်း8000 8000 8000ဟိုဟိုဟာကတင်မာက9သိန်းထုတ်มาဆိုရင်နှစ်တိုင်းနှစ်တိုင်း9သိန်းထုတ်ဖို့ sustainable ยีဆိုတာလောက်ပါပါတယ်ဟုတ်ကဲ့ sustainable ยีကိုမလုပ်နိုင်တဲ့ဟာကဘာဖြစ်လို့တုံးဆိုတော့မြန်မာဘာမဟုတ်တော့ဘာမ selection system ကိုရယ်မြန်မာ selection system ပေါ့ဒီဟာအရတော်တွေဝင်ရပါတယ်ဝင်ပြီးတော့ကျွန်းတင်တတ်တယ်ကျွန်းတင်တတ်တဲ့ဘိုင်းနေတဲ့ပင်ပင်ချက်ຫນွေဖြတ်တယ်ညောင်လဲတယ်အိုဘက်ကဆိုင်လိုက်ရဆို လုပ်ငန်း16မျိုးလောက်ရပါတယ်ဟုတ်ကဲ့အဲ့ဒီလုပ်ငန်းတွေဟာအခုမြန်မာ selection system ကိုလက်ခံနေတာပြောတယ်အဲ့ဒီလုပ်ငန်းတွေဟာလုတ်ဖြစ်သေးလားမလုတ်ဖြစ်သေးလားဆိုတော့ဌာနဆိုင်ရာတွေပဲသိပါလိမ့်မယ်တို့လုံးမသာလင်းတော်များက improve ဖြစ်လာမှာပါစကားတွေတော်တွေကကောင်း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 ပြီးတော့ sustainable ဖြစ်ဖို့ဟာအဲ့ဒီ system ကို တည်တည်ကြဲလိုက်နာမှာရပါတယ်ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကပေါ့နော်ပြောချင်တာပေါ့တက်တော့ပြုံးတိတာတွေကတော့တေးကြတေးကြတယ်ပေါ့မျက်မြင်ကိုတွေ့လည်းရှိနေရေကြီးရေရှမ်းနေတာတတ်တည်ပဲပေါ့နော်အဲ့ဟာအတွက်ကိုပြန်လဲကုစားနိုင်အောင်မလားရှင်ကျွန်တော်ခုနပြောသလိုပဲပြန်လဲကုစားဖို့အချိန်မတောင်းသေးပါဘူးကျွန်တော်တို့ကဒီကဘာကြီးကိုဘိုးဘွားမိဘဘိုးဘွားတွေဆက်တဲ့ကအမွေဆက်ကြတာမဟုတ်အမွေရခဲ့တဲ့ဟာကဒီအတိုင်းမှာသူပါတော့ဒီအိမ်မှာ ဒီတိုင်းဒီတိုင်းတစ်ပင်နေဆဲတစ်ပင်နေရေတွေမြေတွေလေးတွေတောတွေတောင်တွေရှိတဲ့အတိုင်းကျွန်တော်တို့ကနောင်မျိုးဆက်တွေကို next generation ကိုလွှဲပို့ဖို့တင်ပါတယ်ကျွန်တော်ဝန်းနေပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့လွှဲမပေးနိုင်တော့ပါဘူးเนาะလွှဲပေးတဲ့အခါမှာရခိုင်အတိုင်းဖြစ်ဖို့ဆိုတာတော့မရှိတော့ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါကျွန်တော်တို့ရဲ့ပြောင်းကြမှုကျွန်တော်တို့ generation ရဲ့ညံပြင်းမှုဟိုပြန်လဲမပြောရဲတဲ့ဟာတွေမလုပ်ရဲတဲ့မကန်ရဲတဲ့ဟာတွေရဲ့အပြစ်တွေပါဆိုတော့အခုကျွန်တော်တို့လူတန်း60ရှိတယ် တန်း60ရာတနေ့ကိုတစ်နှစ်ကိုတယောက်တပင်ဆိုင်ရင်အပင်မတန်းတောင်း60ရှိမယ်စိုက်တဲ့အပင်ကိုရှင်အောင်လုပ်ပါထိမ့်သိမ့်ပါဒါဆိုရင်ကျွန်တော်တို့ဘာအချိန်မနှောင်းနိုင်ပါဘူးမိပါသေးတယ်ကျွန်တော်တို့เนาะဒါလေးကိုတော့ကျွန်တော်တို့အာဂျွန်မန်တဲ့လုပ်စေချင်ပါတယ်ကျွန်တော်တို့အခုရေကြီးတဲ့ခါမှာဘာတွေတွေ့လဲဆိုတော့နှုံးတွေတက်လာတယ်ဒီနှုံးတွေဟာခုနအလုံးဆရာဦးရင်ပြောသလိုပဲကျွန်တော်တို့မိုးရေကြလာတယ်ကြလာတဲ့မိုးရေဟာ တစ်ပင်ရှိရင်သူကခံနေခံပြီးတော့မှအောက်ကိုကြရတယ်အောက်ကမျက်ရှိရင်မျက်ကဆုတ်ထားတယ်တင်းပြေတွေကဆုတ်ထားတယ်ဆိုတော့ခါကျရေခါတလဟောမရှိတော့ဘူးအခုတော့အောက်ကလည်းတစ်ပင်လည်းမရှိဘူးမျက်တွေလည်းမရှိဘူးဆိုတော့ခါကျတော့တခါတည်းဒီကြလာတဲ့ရေကတလဟောဆင်းသွားရုံနဲ့မကဘူးအဲ့ဒါမြေကြီးကတိုက်ပါသွားတာမြေဩဇာတွေရှိတဲ့နုံးတွေတခါပါသွားပါသွားတာပါသွားတဲ့ဟာတဖြည်းဖြည်းဖြင့်ဟိုချောင်းလေးရောက်မယ်ချောင်းကနေမြောင်းရောက်မယ်ချောင်းလေးကကောကုန်မယ်နောက်တစ်ခါမြေထဲရောက်မယ်မြေကနေအေရီရောက်မယ်အေရီရောက်နေပြီမြေဝချင်းပေါ်ရောက်တဲ့ခါမှာအခု အခြေအနေအရပင်လယ်ထဲမှာပင်လယ်မြေမြေမြေမျက်နှာပြင်ဟာနှစ်ပေမြင့်တဲ့နေပါပြီနော်နှစ်ပေမြင့်တဲ့နေပါပြီနှစ်ပေမြင့်တဲ့နေခါကျတော့ဒီအရာမြေကြီးကစီးဆင်းလာတဲ့အခါမှာဒီအရာဒီပင်ကန်းကန်းစားမှာနှစ်ပေမြင့်တဲ့ခါကျတော့ရေကတောင်တောင်ထွက်လို့မရတော့ဘူးထွက်လို့မရတဲ့ခါနဲ့အပေါ်ကရေကြီးမှနဲ့နော်အင်မတန်စိုးရင်စရာကောင်းပါတယ်အင်တာနက်မှာကြည့်လိုက်ရင်အရာမြင့်မှာဒီချောင်းမြစ်ကလေးတွေရဲ့လာတဲ့နေရာမှာအကုန်လုံးတောင်နေတွန်းနေတယ်ဒါကဘာလို့လဲဆိုတော့ဒီ နှုံးနေနှုံးနေမြေနုတွေကြောင်တခါမှမဖြစ်ဘူးတဲ့ရေကြီးသွားတဲ့ခါမှာကလေးတွေပါဆိုရင်၄ပြင်၅ပြင်ကြောက်တွေပေါ်လာတယ်ကြောက်စိတ်တွေဝင်လာတယ်ဒါတွေဟာအင်မတန်မကောင်းတဲ့အလားလာပါနောက်နှစ်ကောမဖြစ်ဘူးလားတော်မကတိုင်ဘူးဟုတ်အငယ်ဦးလွင်ရပေါ့ဒီချင်းပြင်းနေပေါ့နော်ဒီမြေကျွန်းတိုင်းမြေလိုက်တိုင်းသွားခဲ့ရတော့လက်တွေ့သွားခဲ့တဲ့ဟာမှလည်းတွေ့ခဲ့ရတယ်ပေါ့နော်အခုလက်ရှိမှာတော့ဒီဟာခါမာတယ်မဟုတ်တခြားနေရာတွေမှာလည်းမြေပြူတိုင်းမြေဖြစ် ကြွန်နာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့လေးလာစမ်းစစ်ချက်တွေကတော့လိုလိုအပ်မှာပေါ့နော်အဲ့တော့ဘယ်လိုနေရာမျိုးတွေမှာလေးလာစမ်းစစ်ချက်တွေလိုအပ်အောင်လဲရှင်အခုဖြစ်ခဲ့တဲ့ရခိုင်ရိုးမတွေချင်းတောင်တန်းတွေကိုပြေပြေပြော့တဲ့နေရာတွေကိုလမ်းတွေဖောက်ထားတာရအစပြန်လဲစစ်စစ်ဖို့လိုတယ်လို့ကျူတင်ကာကွယ်တဲ့ခုနပြောတဲ့ retain wall တွေလုံးမဲ့ဟိုနေ horizontal water pipe တွေထုတ်ထားမယ်နောက် drainage ဖြစ်တဲ့ရည်စည်းရလာကောင်းတဲ့မြေမြောင်းတွေဖော်ထုတ်ထားမယ်ဆိုရင်လမ်းတွေပြည့်စုံမှုနည်းမယ်ပြေပြူချမှုတွေနည်းမယ်ဒါနည်းတဲ့ပတ်စံတော့မဟုတ်ဘူး ဒါတွေလုပ်ဖို့လိုသလိုပေါ့နော်ခုနပြောတဲ့ဒီအချက်အလက်အားလုံးက data မှန်ဖို့လိုတယ်နော်ရေဘူးကအခုကျွန်တော်တို့သွားကြည့်တာတရက်နှစ်ရက်ပါပဲတရက်နှစ်ရက်နဲ့တော့ကျွန်တော်ပြောလို့မရဘူးသူမျိုးတော့လေဒါတွေအားလုံးကတတ်သိပညာရှင်တွေနဲ့တနိုင်ငံလုံးအတိုင်းတာနဲ့တစိမိတစင်ဒါတွေအားလုံးစနစ်ကြလေ့လာဖို့လိုသလိုနော်ဒါတွေကအချိန်အများကြီးယူရမှာပါအဲ့ဒီအတွက်တကယ်တမ်းလုပ်ပြရမှာကအဆိုးရပဲရှိပါတယ်အဲယူလည်းမလုပ်နိုင်ဘူးနိုင်ငံတကာလည်းလာမလုပ်ပါဘူးလုပ်စရာလည်းပတ်စံပေးမှာမဟုတ်ဘူး ကိုအုပ်စရေလိုရဲ့အုပ်စရေကကိုတိုင်းပြည်ရဲ့နောင်မျိုးဆက်တွေစနစ်တကျဖြစ်ဖို့ကိုတိုင်းပြည်တရားစားသားအလွယ်တကူမပြုံးသင့်ဖို့ရေရေတီတာခိုင်မြဲဖို့ဟာပညာရှင်နဲ့အုပ်ချုပ်တဲ့လူတန်းစားတွေဟာတတဘောတဲ့တစိတ်ထဲနဲ့ဒုဒုပောင်ပဲလှုပ်ပေးဖို့တော့လိုတဲ့အချိန်ရောက်ပါပြီတတော်ပြုံးသင့်မှုနဲ့ပတ်သက်လို့နော်ကြီးဗမာပြည်မှာ80ခန်းကတော့ကြီးရမှာနေတဲ့လူတွေဖြစ်ပါတယ်ဆိုတော့တန်း60ရှိတဲ့ဆိုရင်ကြီးရမှာ42တန်းလောက်ရှိတယ်42တန်းကအခုထင်း လူတိုင်းကထင်းဟာအခုချင်းတော်မှာလည်းထင်းပြတနာကြောင့်ပါနော်ထင်းဟာအဲ့အရေးကြီးပါတယ်ကျွန်တော်တို့တွက်ချက်တွက်ချက်ထားတဲ့အရာကကြီးရွာမှာတစ်နှစ်တစ်နှစ်ကိုတုံးတဲ့ထင်းဟာ2.3တန်ရှိပါတယ်မြို့ရွာထင်းပြီးသေးတော့1.5တန်ရှိပါတယ်အဲ့ဒါနဲ့မြောက်ကြည့်ရင်တစ်နှစ်တစ်နှစ်မှာကြီးရွာမှာဆိုလို့ရှိရင်တန်ပေါင်းတန်ပေါင်းတန်ပေါင်းတန်တန်ပေါင်းတထောင်ရရှိပါတယ်အကြံအပြည့်เนาะအဲ့တော့ဒါတွေကိုကျွန်တော်တို့ကထင်းနေ ်ခုတ်တဲ့ခါကျတော့တစ်တည်းကပြုတ်နေတမှာပါပါတယ်ဒီပမာပြည့်ထွက်တဲ့ guest တွေကိုထင်းအစားပေးမယ်ဆိုရင်ဘာဖြစ်သွားမလဲနော်သူကျွန်တော်တို့ income အတွက်နိုင်ငံရောက်ရောင်းစားနိုင်မယ်အစားပြည်သူလူထုကိုတက်တာလွယ်ကူစွာ guest ထုတ်ပေးနိုင်မယ်ဆိုရင်ထင်း deficiency ကကျော်သွားနိုင်တဲ့အတွက်ကြောင့်ဒါတွေကိုလည်းပဲသက်ဆိုင်ရာအဖွဲ့များအဖွဲ့စည်းများစဉ်းစားပြီးတော့ဆောင်ရွက်ပေးတဲ့ဟုတ်ကဲ့ပါဆရာ နောက်တစ်ခုကဆရာဆရာကိုပြောချင်တာပေါ့နော်ဒီတစ်တော်တွေပေါ့ထိမ့်သိမ့်မှုတစ်ဖက်အတွက်ကိုတစ်တော်တွေပြန်ထူထောင်ရမယ်ပေါ့ဆိုက်ရမယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းဟိုတစ်တရားခုန်နေတော့မယ်အဲ့တော့ပြောချင်တာကစိုက်နေတာစိုက်နေတာပဲခုန်နေတာခုန်နေတယ်ဆိုလို့ရှိရင်ဒီရေရှည်မှာဆိုလို့ရှိရင်ဘယ်လောက်ထိစိုးဝါးသွားနိုင်မလဲအဲ့ဒါကတော့အခုအချိန်နေလက်ရှိအချိန်နေမှာတစ်တော်ကဘာတွေတစ်တော် MO မိုကက်ကပေါ့လေ RE DD+ ဆိုတဲ့ဟာဒီမှာကြည့်လေပေါ်လာပါတယ်ဒါကဘာလို့ဟိုတော့က အငယ်တို့တစ်တော့မှာစီမံကိန်းတွေစီမံချက်တွေဆွဲတဲ့ကံမှာတစ်ထုတ်ဖို့မူတည်ပြီးတော့ဆွဲခဲ့ပါတယ်တစ်ခုတ်ရောင်းတဲ့ငွေနဲ့ကာဗွန်ထရိတ်ကာဗွန်ဆင့်လုပ်တဲ့ငွေဟာပိုပြီးများတယ်အခုစနေပါပြီကျွန်တော်တို့ဒီဟာတွေတိုင်းဖို့တာဖို့အတွက်ကိုတစ်တော့ဘိုကက်ကိုတက်ဆိုင်ရနိုင်ငံခြားအကူအညီတွေနဲ့အများကြီးပေးထားပါတယ်တိုင်းတာဖို့တွေရှိသေးတယ်နော်တိုင်းတာပြီးတော့မှသူကအဲ့ဒါကိုပြန်ပြီးတော့ဒီ red plus စီမံကိန်းနိုင်ငံလိုက်ဆွဲနေပါတယ် အဲ့ဒီမှာကဘာကို emphasize လုပ်တုံးဆိုတော့ carbon sink carbon trade လုပ်တဲ့ဘုတ်တွေတစ်ပင်ဆက်ရမယ်တစ်ပင်ရှိရမယ်နော်တစ်ပင်ထဲမှာကခုနကျွန်တော်တို့ main group တစ်ပင်ဟာ carbon carbon အစုပ်ဆုံးဒုံနည်းလကောင်းပဲအခုကျွန်တော်တို့ freedom နဲ့ vocabulary တိုင်းတာနေတာက PET peat land ခေါ်ပါတယ်တစ်ဆွေးမြေခေါ်တာပေါ့တစ်ဆွေးမြေက carbon carbon စုပ်တဲ့နေမှာသူကအများဆုံးစုပ်ပါတယ်ဒါကြောင့်မလို့နောင်နောင်နှစ်တင်ပါဆိုရင်တော့တစ်တော်ပြုံနေမှုဟာ ယုံနေသွားမယ်လို့ပဲမျှော်လင့်ပါတယ် second စိတ်တည်းမြတ်မှာကျွန်တော်အကြံပြုချင်တာကတော့ mono culture မလုပ်ပါနဲ့ multi culture လုပ်ပါအဲ့လိုလှုပ်ဆိုင်ပြီးစိုက်ထားတွေကများလာလို့ရှိရင်ခုန carbon trade နဲ့ပါနေဆိုတကုတ်ထုတ်တယ်ခုနဆရာဦးဝင်းလင်ပြောလို့ပဲတစ်ကုံမှလည်းမကြောက်တော့ဘူးတစ်ကထုတ်ကုန်မထုတ်အောင်ရရမှာအခုလိုဟိုလိုနီမျိုးဒီလိုနီမျိုးနဲ့ တင်းချောင်လို့မရပါဘူး။ဆရာဆန္ဒပြတာကာဗွန်ထရိတ်လုပ်တယ်ဆိုတဲ့ဟာပေါ့နော်။အဲ့ဒါကိုတစ်ချက်လောက်ဟိုနားထောင်နေသူတွေနားလည်အောင်လို့တစ်ချက်လောက်ရှင်းပြပေးပါ။တစ်ပင်တွေစိုက်ထားရင်ကာဗွန်တွေကိုစုပ်ထားမယ်။စုပ်ထားတဲ့အခါမှာသူတို့ကလိုအပ်တဲ့ဟာကိုသူတို့ထိန်းသိမ်းဖို့တွေကဘာကြီးကဘာကြီးဝမ်းမင်းမလို့ဝမ်းဝမ်းမလို့တဲ့ဟာကိုသူကပူမင်းမှုကိုသူကကာကွယ်ပြမှာဖြစ်ပါတယ်။ဥပမာပြဆိုလို့ရှိရင်ကျွန်တော်တို့ဒီကဘာမှာကဘာမှာကျွန်တော်တို့ဂေယစနစ်ကအရေးကြီးဆုံးဖြစ်ပါတယ်နော်။ကျွန်တော်တို့အဲ့ဒီမှာဘာဆိုတာပြောလဲဆိုတော့ ြီကာဗွန်ကာဗွန်တွေကကာဗွန်ထရိတ်ကအများကြီးပဲသူကထိမ့်သိမ့်တဲ့နေရာမှာပြဿနာရှိပါတယ်မထိမ့်သိမ့်နိုင်ရင်ကျွန်တော်တို့မကောင်းဘူးပေါ့လေဒါဆိုကာဗွန်ထရိတ်ဆိုတဲ့မှာသူက RDDD plus ကာဗွန်ထရိတ်ကအဓိကအပြင်သူကဒီကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ထားကြတာပါတိပင်ကအများဆုံးစုပ်တယ်တိပင်ကသူ့ဟာသူကိုဒီရိုးရိုးတိပင်နဲ့ဒီဒီရောတိပင်နဲ့ ဒီတော့တပင်ပိုဆုပ်တယ်ထုံနည်းတကားမဒီ pit lane ဆိုတာကပို့ပြီးတော့ဆုပ်အောင်အများဆုံးပါဘူးကျွန်တော်တို့ဗမာပြည်မှာအဲ့ဒီဟာတွေကိုဆုပ်ဖို့တွေဒီကိုင်းပြည်သူတို့အိတ်ပြည်တို့ကြောင့် EU ကပေးတဲ့တွေကြောင့်ကျွန်တော်တို့အဒီမှာလုပ်နေပါတယ် Frida နဲ့ Mokeb နဲ့ပေါင်းပြီးတော့စစ်တက်ခါမှာအင်းလေးဆိုတော့အင်းလေးမှာကျွန်တော်အများဆုံးသိပါတယ်ဒီကောင်ကဒီမြေတွေကပါတိုက်ပြစ်တယ်သူကသူဖြစ်ကြည့်ရပြင်ကာဗွန်ကိုဆုပ်တဲ့နေရာမှာသူအများဆုံးဆုပ်တာတယ် ကာဗွန်စုပ်ထားတဲ့အတွက်ကြောင့်ကာဗွန်စုပ်တဲ့ဟိုမှာမူတည်ပြီးတော့ကမ္ဘာဖွံ့ဖြိုးတဲ့နိုင်ငံတွေကဘလောက်ဘလောက်သူပြီးတာပါငွေပြီးတာဟုတ်ကဲ့ပါအဲ့တော့သဘောကကျွန်တော်ဦးနော်တစ်ထုတ်တဲ့ခါမှာတစ်ထုတ်တဲ့ခါမှာရမယ်ငွေနဲ့ဒီကာဗွန်ထရိတ်မှာရတဲ့ငွေဟာအများကြီးတာပါတယ်ဒါကြောင့်မလို့ကာဗွန်ထရိတ်ကသဘောကတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်တဲ့ပစ္စည်းများစုပ်တဲ့အရာဝတ္ထုတွေကိုများများထိန်းသိမ်းစောင့်ကြောက်ဖို့လိုတယ်ဆိုရယ်အပိုင်ပါ အခုစနစ်တော်တာတွေကတော့တတော်ပြုံးတိမှုအကြောင်းအရာတွေနဲ့မြေကြီးတဲ့ရေကြီးမှုအကြောင်းမြေကျွန်းတာမြေပြိုတာတွေပတ်သက်တဲ့အကြောင်းရင်းတွေကဘာကြောင့်ဖြစ်ပေါ်လဲဆိုတာနဲ့ပတ်သက်ပြီးစနစ်တော်တာပဲဖြစ်ပါရဲ့ရှင်